စကားလေးတခုကိုပကပါရမဟောပပောဆဆလေးပြောလိုက်မိတာဖြစ်ပေမဲ့နာကျင်တက်တဲ့သူအဖို့နှလုံးသားမှာစူးစီတဲ့စူးဖြစ်သွားတပါရင်အပြုံမူလေးတခုကိုပကအလေးနဲ့မထားမိပဲလွတ်လွတ်စပယ်လှုပ်လိုက်မိတာဖြစ်ပေမဲ့အလေးနဲ့ထားတဲ့လွန်းသူအဖို့မှာတော့ဒံယာနဲ့နဲ့ဖြစ်သွားစေတပါရင် ။ညလေးချက်လေးတစ်ခုကိုဘက်ကပါရမဟုတ်။အလွယ်တကူပေးလိုက်မိတာဖြစ်ပေမဲ့ညလေးတက်လွန်သူဖို့မှာတော့ကိုမြင်နိုင်ညလေးချက်တွေရှင်တန်းစီနေတော့မှာပါပဲ။ဂတိစကားတခေါ်မတည်နိုင်ပဲလွယ်လွယ်လေးပေးလိုက်မိတာဖြစ်ပေမဲ့ဂတိတလုံးကိုတန်မိုးထားတက်လွန်သူဖို့မှာတော့ကိုပေါ်ယုံကြည်မှုတွင်ကြောက်ဆုံးသွားစီတော့မှာပါပဲ။ စကားလေးတစ်ခုကိုပေါပေါဆဆမပြောစီချင်းတလို့ဘာမဟုတ်တဲ့အပြုံမူလေးပဲဆိုပြီးတသေးလေးလိုမထင်စေချင်ပါဘူးလူတိုင်းအပေါ်မျော်လင့်ချက်ကလေးတွေလွယ်လွယ်မပေးစီချင်းတလို့ခရီးစကားတစ်ခုကိုလည်းလွယ်လွယ်ပေးပြီးလွယ်လွယ်လေးမဖြတ်စီချင်ပါဘူး